ချင်းရဲပိတ်သက်ကြီးအားလုံးပဲမင်္ဂလာပါရှင်။ကျွန်မကတော့တင်ဆက်သူဝတ်တုံပဲဖြစ်ပါတယ်။ဒီနေ့မှာတော့ဝတ်တုံတို့ရဲ့ချစ်ဆုံး channel လေးကနေတင်ဆက်ပေးခြင်းနဲ့ချစ်မောင်ဇလန်းကောင်းလေးကတော့ကျွန်တော်ရဲ့ကြောင်လေးဆိုတဲ့ချစ်ဇလန်းအမောင်ဇလန်းလေးကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်။ဒီတော့ဝတ်တုံတို့ဇလန်းလေးကိုမစတင်ခင်မှာဝတ်တုံတို့ရဲ့ channel လေးကို like and subscribe လေးလုပ်ခဲ့ပေးဖို့နဲ့ဗီနာနိုဒီခေါင်းလောင်းလေးကိုနှိပ်ခဲ့ပေးဖို့လည်းမမေ့ပါနဲ့ဦးနော်။ဒါဆိုရင်ဇလန်းလေးကိုစလိုက်ပါမယ်။ တောင်လေးတွေကိုချစ်လားကျွန်တော်တော့မချစ်တတ်ဘူးလူတွေဘာလို့ချစ်ကြမှာလဲနားမလဲဘူးနားလည်းရခက်တဲ့လူတွေအထဲကျွန်တော်အမကက်သရင်းနဲ့သူ့သမီးကျွန်တော်တူမရိုစီပါအပါဝင်လေဟေးရိုစီဟာရွန်စရာနင်အဲ့လောက်ထိနန်းနေရင်ကြောင်မွေးရဲ့နှာခေါင်းထဲဝင်ပြီးရောခါရမယ်နော်ဘာရွန်စရာရှိလဲဥကြောင်မချစ်တိုင်းဒီလောက်ချစ်စရာကောင်းတာဘယ်သူကမနှမ်းမဲနေနိုင်မှာလဲအမတို့မိသားစုစီသွားလေတိုင်းကျွန်တော်တူမနဲ့ကျွန်တော်အမဲလိုလိုစကားများရတာဒီကြောင်ပြဿနာ အသေးရလိုက်တာဆိုပြီးကြောင်ကြီးကိုပိုက်ပြီးတရှုံရှုံနန်းနေရဲ့ရိုစီကိုမြင်ရတာကျွန်တော်အတွက်အဆင်မပြေနေဘူးဟဲ့ခရစ်ကောင်းစုပ်နေငါတသားလေးကိုယုံစရာလို့ပြောပြန်ပြီလားကျွန်တော်တို့မှာကိုကျွန်တော်ဆိုရင်ကျွန်တော်အမပြန်ဆိုတာပါခိုင်းရသေးရကျွန်တော်ကသူ့ကြောင်ကြီးကိုပြောရင်လက်ဆက်လေးမှမကြိုက်အကဲပွန်လို့နေဒီချားနဲ့ရောက်ခွာကပါကြောင်ချစ်တတ်သူမို့ရိုစီလက်ထက်ကအဲ့ဒီကြောင်ကြီးကတရင်လုံးရဲ့ဖူးဖူးမို့အလိုလိုက်တာခံနေရတော့တာပါပဲအင်းဘယ်နာကချစ်စရာကောင်းနေလဲကြည့် ရုပ်ကလည်းစူပုတ်ပုတ်နဲ့အမားတို့ပြောနေတဲ့အဲ့ဒီကြောင်ဖြူရုပ်ကြီးကမုံကုတ်စူပုတ်နေရတကယ်ပါပဲချစ်စရာကောင်းတယ်လို့လည်းကျွန်တော်မမြင်မိဘူးလူတယောက်နဲ့တယောက်မတူလို့ပဲဖြစ်ရမယ်ကျွန်တော်ကတိရစ္ဆာန်လေးတွေဆိုရင်မုံပြီးရိုက်နဲ့နှိမ့်ဆက်တတ်တဲ့သူတော့မဟုတ်ပေမဲ့ချစ်လဲမချစ်တတ်ဘူးလေအဲ့ဒါကြောင့်တချို့လူတွေတိရစ္ဆာန်တွေကိုအယူမှုချစ်ကြတာတွေကကျွန်တော်တည်းနားမလည်နိုင်စရာတွေဖြစ်နေတော့တာပဲဒါပေမဲ့တည့်ရက်အဲ့ဒီကစနေနေ့ကျွန်တော်အလုပ်ပြည့်ရက်တည့်ရက်ထုံးစံအတိုင်းကျွန်တော်အမတို့အိမ်ကိုသွားလေချိန်မှာပေါ့ ပဲနေပြီးအင်ရှင်တကားဖွင့်ပေးဖို့ကျွန်တော်ရက်ဆောင်နေချိန်တကားဖွင့်အလာမှာပူစီလေးမျက်နှာရှည်လေးရဲ့အောက်မှာရေးဦးရဲ့အကြည့်ညွံ့ညွံ့ဝင်လေးတစ်စုံကြောင့်ကျွန်တော်နှုတ်ကလှုပ်ခနဲထွက်သွားတယ်။အင်တကားလာဖွင့်ပေးတဲ့အဲ့ဒီကောင်မလေးကတော့ဘာရီယရှင်မှမရှိဘဲနဲ့ရုပ်တည်တည်နဲ့သာကျွန်တော်ကိုမော့ကြည့်နေတယ်။ရောက်ပြီလားဦး။အေးဒါနဲ့ဒီကောင်မလေးကဘသူလဲ။တကယ်ချင်းလေမျက်နှာချင်းဆိုင်အင်ကအနာလို့ခေါ်တယ်။အနာဒါငါဦးလေးခရစ် တွေ့ရတာဝမ်းသာပါရဲ့နော်ကျွန်တော်တို့နာရိုစီရောက်လာပြီးမိတ်ဆက်ပြီးတော့ကျွန်တော်အနာကိုပြုံးပြရင်နှုတ်ဆက်မိပေမဲ့သူမကတော့အိပ်မှပြူတဲ့ဆွေုံလောက်သာကျွန်တော်ကိုကောင်းကျင်ပြပြီးအိမ်ထဲပြန်ဝင်သွားတော့တယ်ငါအမြဲလာနေကြသူ့ကိုမမြင်မိပါဘူးနင်အနာနဲ့ခင်တာကြပြီလားအနာပုံစံလေးကိုကျွန်တော်အသေးရမိသွားလို့အိမ်ထဲမဝင်သေးပဲကျွန်တော်ဒီမှာရိုစီနာတိုးတိတ်ကံပြီးတော့အနာနဲ့လားလွန်ခဲ့တဲ့သုံးရက်လောက်ကမှခင်းသွားတာခူးခူးကြောင့်လေ ခူးကအနာတို့အိမ်ကိုသွားလဲပြီးပြန်မလာတော့လို့သွားခေါ်ရင်ခင်းသွားကြတာအနာကလည်းကြောင်ချစ်တတ်တယ်တိလားဟာဒီကောင်ပဲဆိုလို့လဲတော်တယ်နားထောင်ရင်စိတ်ထဲကနေခူးခူးဆိုတဲ့အမတို့ကြောင်ကြီးကိုပထမဆုံးချိန်ကျွန်တော်ချီးကျူးမိသွားတယ်ဒီကောင်ကြီးကြောင့်ကျွန်တော်မူစီလေးနဲ့တွေ့ဖို့အကြောင်းရှိလာတာကိုမှတ်မိပါသေးတယ်အနာနဲ့စတွေ့တဲ့အဲ့ဒီနေ့ကအမတို့အိမ်ရဲ့အဲကမ်းမှာကျွန်တော်စာအုပ်ဖတ်ချင်အောင်ဆောင်ရင်သူမအမူအရာပြောဆိုလေးတွေကိုတစိမ့်စိမ့်ခိုးကြည့်နေမိခဲ့တာဘာကြောင့်မှန်းကိုကိုကိုနားမလဲပေမဲ့ အနာပုံစံလေးကမကြည့်ရမနေနိုင်လောက်အောင်ကျွန်တော်အရာကိုဖမ်းဆုပ်ထားနိုင်တော့နေထူကြတာတကူကကျွန်တော်အနာကိုကြည့်တဲ့အချိန်တည်းမှာတဏမပါလာပါဘူးစိတ်ကြပဲလေးကိုသာစိတ်ဝင်စားတဲ့ယောက်ျားတယောက်အတွက်ဘာသေးသာတော်ဆမှုမှမရှိတဲ့တစိမ့်မိကလေးတူကိုတဏမပါကြည့်နိုင်တယ်ဆိုတာဖြစ်နိုင်လို့လားဖြစ်နိုင်ပါတယ်ကိုအမိကိုနှမလို့စိတ်ထားရင်ပေါ့ဒါပေမဲ့အနာပေါ့အဲ့လိုစိတ်ကျွန်တော်ထားမရဘူးတဏမပါပေမဲ့သူမကိုမြင်တိုင်းထိချင်းကန်ရင်စိတ်ကျွန်တော်မှာတဖွာဖွာဖြစ်နေတာ ဘလို့ပြောရမလဲကျောင်းချစ်သူတွေကြောင်လေးတွေကိုမြင်တဲ့အခါကိုင်းတွေပုတ်သက်ခြင်းတို့ဖြစ်မယ်ထင်နေတဏှာမပါဘူးလေ ဟုတ်တယ်မလားမိခုတလောဘာမလိုက်ကလပ်မလိုက်နဲ့ဘာဖြစ်နေရလဲဟိတ်ကောင်ဘာမှမဖြစ်ဘူးအလုပ်တွေများနေတာမဟုတ်သေးပါဘူးငါဆောက်ကြည့်နေတာကြာပြီမင်းတခုတော့တခုခုပဲအရင်တော့ sorry နဲ့ easygly လောက်ပြီးဒိဋ္ဌာမျိုးလည်းမရှိတော့ဘူးဒီလိုပါပဲငါစိတ်မပါတော့လို့ Friday ညကြီးကျွန်တော်နားနေတဲ့တိုက်ခန်းစီရောက်လာခဲ့တဲ့ Mikey အထက်တန်းကလေးကတွင်းလာတဲ့ကျွန်တော်တငယ်ချင်းအရင်ခေါခေါကြီးကသုံးလလုံးလုံးချိုးပြောင်းနေတဲ့ကျွန်တော်ကိုမတင်ကြတော့ဘူးလေသူကြောင့်ကိုကြောင့်ကောင်းကောင်းတည်သူတွေမလို့ကျွန်တော်သူ့ကိုလိန်လို့မရမှန်းတော့တည်တယ်။မဟုတ်မှလွယ်ရောခရစ်မင်းချစ်သူရနေပြီလား။စိုက်လန့်တွေ့နေကြတာလား။ဟာအဲ့လိုမဟုတ်ဘူး။ဘလို့ပြောရမလဲ။အနာနဲ့ပတ်သက်ပြီးကျွန်တော်ခန်းစားချက်တွေမိုက်ခီကိုပြောရင်သူကျွန်တော်ကိုယူနေတယ်လို့ပြောမလား။မသိဘူး။ကျွန်တော်ဖွပြောလိုက်မိတယ်။ဦးစီးနဲ့တွေ့ပြီးကလေးကကျွန်တော်စိတ်ကိုကအရင်နဲ့မတူပုံမှန်မဟုတ်တော့တာပါပဲ။ သူမကကျွန်တော်တိုက်တိုက်လည်းမဟုတ်ခါးတယ်ပြီးတင်းကြီးရင်ကြီးဆက်စီကြတဲ့မိမတွေကလာကျွန်တော်အကြိုက်အခုသူမကတင်းမရှိရင်ဖြီးပိန်ပိန်ပါပါလေးအရေပြုံးလဲတိတ်မရှိစကားပြောရင်လေလေးတန်းအတက်ကြတိတ်မများတဲ့သူမကိုကျွန်တော် ECG မလုပ်သလိုပို့ပန်းတာလည်းမရှိဘူးဒါပေမဲ့တွေ့ရင်တော့စိုက်ကြည့်နေမိတာအချိန်တိုင်းကြည့်ချင်းပြီးလို့ကျွန်တော်ပုံထဲမှာလဲကျွန်တော်ခိုးရိုက်ထားတဲ့အနာတပုံလေးဗီဒီယိုလေးဆိုအပြည့်ပါပဲမင်းကလည်းတဏှာပါတာပါတာခဏအသာထား စိတ်ဝင်စားတဲ့သဘောကြတဲ့ဘာညာဖွင့်ပြောတာတို့ဘာလို့တော့လှုပ်လိဒီတိုင်းကြီးဆက်သွားနေရင်ဝင်းအစီအပြေနိုင်လို့လားတော်ချာအိုက်ကောင်မလေးကဘိုင်းဖရန့်ရသွားရင်ဘလို့လုပ်မလဲအခုတော့ရှိနေပြီလားမသိဘူးကျွန်တော်ရင်ဖွင့်တန်းစင်နေကြာပြီမက်ခီကမျက်မှောင်ကျုပ်လျက်သားမေးလာတော့မပြေနိုင်ပါဘူးအခုလိုသူမကိုမြင်လျက်တဲ့မထီရမကင်ရအတော်လေးခံစားရတယ်အခုကိုသူမကိုမြင်နေရတဲ့မထီမကင်ရတာအတော်လေးခံစားရတယ် ကြောင်လေးကောင်ကိုကင်ရင်တလို့စိတ်နဲ့မိကလေးတခုကိုကိုစိတ်ကြိုက်ကင်လို့မှမရတာပဲကိုကအဲ့လိုစိတ်နဲ့ကင်တာပါဘသူသွားပြောပြောနှာထချင်တော့အကြောင်းပြချက်ပေးတယ်ပဲပြောကြမှာမဟုတ်လားကျွန်တော်မှသာကြရင်ကျွန်တော်ပါခွဲသွားနိုင်တယ်လေ wifi လားအဲ့ဒီကကအန်နာကိုကျွန်တော်ပို့ပန်းစီမဲ့လမ်းကိုစားချောက်စီခဲ့တာပါကျွန်တော်ပူစီလေးကိုကျွန်တော်ဘသူကမှမပေးချင်ဘူးလေခုအန်နာကိုခရက်နေတာမဟုတ်လားချွေနေတာမဟုတ်လားပြောရိုစီသိတယ်နော်သိတယ်ဆိုရင်လည်းငါ့ကိုကူညီပေးလေ စနေနေ့အန္နာအိမ်လာတဲ့အချိန်ကျွန်တော်ပေါ်တင်စိုက်ကြည့်နေတာများပြီမို့ကျွန်တော်ဒူမပါရိတ်မိလာပြီလေအန္နာပေါ်ထားတဲ့ကျွန်တော်အမြင်နဲ့စိတ်ခံစားချက်တော့ရိုးစီကိုကျွန်တော်ရှင်းပြမနေတော့ပဲခရက်နေကြောင်းသာဝင်ခလိုက်တယ်ကိုရီကအဲ့လိုမျိုးဆိုဝါသနာပါပြီးသားမို့ကိုညီပေးတာပါနော်ဘူးเจ้าနေပြောပြထားတယ်ဟုတ်လားငါနဲ့ပတ်သက်ပြီးအန္နာဘလို့မြင်လဲအန္နာကမေးတယ်သူလာတဲ့ဥက္ကသူ့ကိုတစ်ချိန်လုံးကြည့်နေတာဘာလို့လဲမသိဘူးတဲ့ဥက္ကနင်းကိုကျွေးနေလို့ဖြစ်မယ်လို့ရိုးစီပြောတော့ဟုတ်လို့လာတယ်လေ သူလည်းဦးကိုစိတ်ဝင်စားတဲ့ပုံပါပဲအန်းနာဖုန်နံပါတ်ငါ့ကိုပေးပါလားအလကားတော့ဖေးရမလဲနင်းတက်ဘလက်အသစ်ဝယ်ခြင်းနဲ့ဆိုအမောက်ပြောထားနင်းဘန်ကောင်တဲ့အုံငါငွေလဲလိုက်မယ်တို့ဦးကချစ်ဖို့ကောင်းတယ် bus application ကနေပို့ပေးမယ်ဒီလိုနဲ့ကျွန်တော်ဒူမစီကနေအန်းနာရဲ့ဖုန်နံပါတ်ရလာပြီးရဲ့နောက်ကျွန်တော်အန်းနာကိုစန်ဒီတိုင်းအပြင်ခေါ်ဒိတ်ဖြစ်ခဲ့တာတောက်လျှောက်ပါပဲဒိတ်ရင်တည်လာတာတခုကသူမကစားတော့တိတ်ကြိတ်တဲ့သူပေမေပပသူမခန္ဓာကိုယ်လေးကဘလောက်စားစားမဝလာဘူး ဥခရစ်ကဘာမှတိတ်မစားဘူးအနာကိုလည်းအမြဲတီးလို့စိုက်ကြည့်နေတာဘာလို့လဲမင်းကကြောင်လေးလိုပဲချစ်ဖို့ကောင်းလို့လေကိုအနာကိုအဲ့လိုကြည့်တာမုန်းလားမမုန်းပါဘူးဒီလိုပဲထူးဆန်းလို့မေးကြည့်တာမင်းရှိမှအဖြေလာတဲ့အနာစီကအဲ့လိုပြောလေးကြောင့်ကျွန်တော်ပြုံးမိသွားတယ်ဒိတ်နေရင်နှင်းလာကြပြီးရဲ့နောက်တော့ကျွန်တော်နဲ့တုံမကြကရင်းနှီးမှုတိုးတက်လာတယ်လို့ဆိုရမလားပဲကိုအနာကိုသဘောကျတာအနာသိတယ်မို့လားအနာကိုကိုကိုသဘောကျလားဟုတ်သဘောကျတယ်ထင်တာပဲ ဥက္ကရိနဲ့ခုလိုတွေဒူစားရတာအနာပြောတယ်။ဒါဆိုကိုတို့တွေ့ရအောင်ကိုအနာကိုပူစီလေးလို့ခေါ်လို့ရမလား။ပူစီလေး။음ခုနကပြောသလိုအနာကကြောင်လေးလို့ချစ်ဖို့ကောင်းလို့ချစ်စလို့နဲ့ကိုခေါ်ချင်တာ။ဟုတ်ရပါတယ်။နောက်ပြီးကိုကိုဥက္ကရိလို့မခေါ်နဲ့ကိုကိုလို့ခေါ်ဟုတ်ပြီလား။ကိုကိုအဲ့ဒီဒိဗီကလေးကကျွန်တော်နဲ့အနာချစ်သူရေးသား relationship စပစ်ခဲ့ကြတာပေါ့။အနာပုံစံလေးကငကိုတိုင်းဘာမှမပြောင်းလဲ ။တမိစားဖြစ်လို့ကျွန်တော်ကြီးတွေကိုရှုတ်တုတ်ရှက်တဲ့နဲ့ချက်တာမျိုးလည်းမရှိ။ကျွန်တော်ကိုချစ်တယ်လည်းတခါမှမပြော။တခြားမိမတွေနဲ့တဝင်တူတာလည်းမရှိဘူး။ပြောရမယ်ဆိုအန်နာကရီးစားလာထားတယ်။ဘာမှကို feeling သိပ်မရှိတဲ့ပုံပဲ။ကျွန်တော်လည်းအဲ့လိုပါပဲမပြောင်းလဲ။ obviously ပြန်ပြောပြီးတွဲနေပြီမို့ကျွန်တော်တည်းကောင်းတာတစ်ခုကတော့အန်နာကိုအသေးရလို့ထိတွေ့ချင်းလာရင် အရင်ကလိုချိုးထီးထားစရာမလိုတော့တာပါပဲသူမကောင်းလေးနဲ့လက်ချောင်းလေးတွေကိုဖုတ်တန်နေရတာကျွန်တော်ကြိုက်တယ်သူမနှစ်ဖူးလေးနဲ့ပါးလေးကိုဖောက်ဖောက်လေးနိုင်ရတာကျွန်တော်ခုံမင်းနေ သူမခါလေးကိုကျွန်တော်နောက်ကနေဖတ်ထားရင်သူမဆန်နေလေးတွေနဲ့လေပင်းလေးကိုနှမ်းချက်ရတဲ့အရာသာကျွန်တော်ဆွဲမလာပါဘူး။ဒါကိုကျွန်တော်ပူစီလေးအန္နာကတခါမှအပြစ်မပြောမငင်းဆန်တယ်လို့ကျွန်တော်လည်းထဲမှာငြိမ်သက်နေတတ်တယ်။အဘေးယူမျှတယ်လို့ပြောရမလား။တခြားဆိုတွေ့တယ်လို့ရံဖြစ်စိတ်ကောက်ထားလို့မရှိပဲကျွန်တော်တို့တွဲလာလိုက်တာခြေသူတန်းတန်းသုံးနှစ်ပြည့်လူနေပါအထီအောင်ရှိလာပြီ။အဲ့လိုနဲ့တည့်ရမှာတော့အဲ့ဒီကကျွန်တော်တယောက်တည်းနေနေတဲ့ကျွန်တော်တိုက်ခန်းမှာအန္နာကိုခေါ်တိတ်ဖြစ်တယ်။ဒီရက်ကသူမကို စပါကီလှုပ်ကြီးချင်တာရယ်ထုံစံအတိုင်းသူမစားချင်တာလေးကိုထိုင်ချင်းရင်ကြည်နိုးချင်တာရယ်ဒီလောက်ပါပဲဒါပေမဲ့ခရင်ကြီးတိပြုတ်နေရယ်ကျွန်တော်ဘေးမှာလာရက်ပြီးဆက်စုနေရယ်သူမပုံစံလေးကိုကြည်နေရင်ကကျွန်တော်ဘလို့ဖြစ်သွားမှမသိဘူးဦးစီလေးခရင်ကြီးတိဆက်ယူပြီးရနဲ့ချက်ချင်းဆိုသလိုကျွန်တော်အနားခါလေးကိုဆွဲယူပွတ်ဖက်လိုက်ပြီးသူမနှခမ်းလေးကိုမမမမောနမ်းရှိုက်နေမိတာတောင်းအောင်ကြာမှာတော့ကိုကိုခဏလေးအသက်ရှူချက်တယ်သူမကျွန်တော်ရင်ဘက်ကိုတွင်းရင်တွလွလွပြောတော့မှကျွန်တော်အသိပြန်ဝင်လာတယ် ဒီလိုမှကျွန်တော်သိလိုက်ပါတယ်။ချောင်းလေးတွေကိုချစ်တယ်လို့တဏှာပွားတဲ့အရှင်မျိုးနဲ့ချစ်တာမျိုးတင်မဟုတ်တော့ဘူး။ကိုကိုလက်ထပ်နိုင်မလားပူစီလေး။ကိုမင်းကိုပိုင်ရချင်းနဲ့ကိုနဲ့လက်ထပ်ပါလိုက်ရင်။အင်းကိုကိုခေါင်းကြီးရင်းနဲ့လက်ခံပြီးတဲ့အနာကိုအမြတ်တို့ကျွန်တော်ပြုတ်ပြထားမိတယ်။ပူစီလေးကိုကျွန်တော်လိုချင်ပြီပြီလေ။ဒယ်ရီမမီကျွန်တော်အနာကိုချစ်တယ်။နောက်သုံးလနဲ့အနာနဲ့လက်ထပ်ချင်ပါတယ်။ကျွန်တော်တို့ကိုခွင့်ပြုပေးလို့ရမလား။ကျွန်တော်တို့ချစ်စုတန်တန်သုံးနေပြည့်တဲ့နေ့မှာ အနားရဲ့လက်ကလေးကိုဆုပ်ကန်ရင်နှစ်ဖက်မိပါရရှိအဲ့ဒီလိုပဲကျွန်တော်ခွင်းနှောင်းခဲ့တာလူမကိုရဖို့ပရင်ပေါက်ကနေလူမသိသူမလီကိုဝင်တဲ့တကောချဘိုးပုံစံတော့ကျွန်တော်မဖြစ်ချင်ဘူးပြောရမယ်ဆိုလက်မထက်သေးပဲအနားနဲ့လှစ်ပြီးတူကြသားနေတာမျိုးကျွန်တော်ဖြစ်ချင်တာပါပဲမိပါရစီခွင်းနှောင်းတော့ကျွန်တော်ဘဝမှာရင်းမကုံစဘူးရှင်နေပါလေခုံးလို့ရေအထူးသဖြင့်အနားရဲ့ဖခင်ရှိမှာပေါ့ဒါပေမဲ့လည်းမိပါရီကကျွန်တော်တို့နှစ်ယောက်ကိုလိုလိုလားလားကြည့်ပြကြပါလေနောက်သုံးလဆိုတော့အောက်တိုဘာလပေါ့နေရာနဲ့ရက်ရွေးပြီးကြပြီလား ျွန်တော်နဲ့အန်နာတွဲတာငကိုကလေးကရိပ်မိနေပြီသားမို့သူတို့အားလုံးပြုံးရွှင်လို့ပါရဲ့အသက်၁၇နှစ်ကျော်ပြီမဲ့လည်းအလောက်ကန် data scientist တို့ဖြစ်တဲ့ကျွန်တော်နဲ့ဝဲယူပြီးနောက်ပိုင်း graphic designer တို့ဖြစ်လာတဲ့အန်နာကကိုယ့်ချက်ဘော်ကိုရည်တည်နိုင်ရသူတွေကြီးပဲမို့မိဘတွေကစိတ်ချတာလည်းဖြစ်ပါလိမ့်မယ်ကျွန်တော်ကလည်းအချိန်မဆွဲတတ်သူမို့ပဲရမလဲဒီလိုမျိုးမိဘတွေစီကခွင့်ပြုချက်ရတာနဲ့နောက်ရချက်ချင်းမဲ့ကျွန်တော်တို့မင်္ဂလာပွဲအတွက် ready planner စီအလိုက်တော်တယ် နောက်ဆုံးစိန်ခဲတင်မောကြီးတစ်စည်းပေါ်မှာနှစ်ဖက်မိဘဆွေမျိုးတွေအပြင်ရင်းနှီးရတဲ့ပေါင်းသင်းတွေနဲ့အကုန်ပြုပေးဖို့နဲ့အတူကျွန်တော်တို့မင်္ဂလာပွဲလေးပြီးသွားခဲ့တယ်လေကျွန်တော်ပူစီဖြူရောင်တို့သမီးလေးဆိုတာလဲကောင်းကင်ပြပြကြီးအောင်မှာပြုံးမပြတ်တက်လာအောင်လှရဲ့နိုင်လောက်ခဲ့တာအပိုင်ရပြီဆိုတဲ့စိန်နဲ့ကျွန်တော်မှာဝမ်းသာမျက်ရည်ကျရတဲ့အထီးပါပဲဒီလိုမင်္ဂလာပွဲလေးပြီးသွားပြီမဲ့မပြီးမြောက်သေးတာရှိသေးတယ်အဲ့ဒါကျွန်တော်တို့နှစ်ဦးပါပဲကျွန်တော်တို့ရဲ့ဟန်နီမွန်းတပတ်တာခီး တူရကီခီးစဉ်ဆိုတာမှာတနေကုန်လက်ပတ်စားတော့ကြပြီးညဘက်ကျမမောနဲ့အိပ်ဖြစ်ရင်ကုန်းဆုံးသွားခဲ့တာမလို့ချစ်တင်တော့မဲ့အချိန်မရှိလိုက်ပါဘူးအဲ့ဒါအပြင်လက်ထပ်ပြီးမှထပ်တိလိုက်ရတာကခုနကကျွန်တော်သမီးပူစီလေးမှာလိမ့်စိတ်ကင်းမဲ့နေခြင်းပါပဲဟန်နီမူခရရနေပြန်ရောက်တော့တညအဲ့ရတူဝင်တဲ့အချိန်ကိုကိုဒါလောက်ထားလိုက်ရင်ပူစီလေးကိုနမ်းနေတာလေအာတော်တော်လေးရှားတယ်လေးစိတ်မချကြလောက်ကျွန်တော်နန်းခါမှာရားတယ်လို့ဒါခံစားမိပြီး ဟားသားကြည့်ရတယ်လို့ရင်းနေတဲ့သူမကြောင့်ကျွန်တော်ပါလာတော့ဘူးနောက်တညကိုကိုအဲ့ဒီကားကဘာကောင်းလို့လဲတာဟာအားနဲ့អော်နေတာစိတ်ညစ်စရာပဲကိုစီအိတ်ငိုက်လာပြီးနောက်ပြန်လဲကတ်ဆမ်မာတုံးနဲ့ချိန်ထားလို့အစောကြီးထားရမှာအိတ်ပြီးကိုကိုနေုံလေးပူစီလေးမိနေုံလေးဒီစီဒီများကြလာမလားလို့အပြာကားတူကြီးခိုင်းကမှစကားတပြပြနဲ့အိပ်ပြောသွားတဲ့ကျွန်တော်ဇနီးကျော်ကြောင့်ကျွန်တော်မှအောင့်တတဲ့ရင်နောက်တညလဲကျွန်တော်ကြိုးစားပါသေးတယ်ဝိုင်းတူတောင်းရဲ့သူမရီဝေမူးလာတဲ့အချိန် ဖိုးဖလီလေးစားပြီးတော့ဆက်လုပ်ကြမယ်ပေါ့ဒါပေမဲ့ကိုကိုကဘာလို့အဲ့လောက်တောင်ချောနေရတာလဲပူစီမကြိုက်ဘူးဟမ်ဘာလို့လဲမသိဘူးမကြိုက်ဘူးအိပါကွာပူစီလေးရယ်မစိုးနဲ့နော်ဘာကိုကိုဘာလို့ပူစီကိုစိုးတယ်လို့ထင်ရတာလဲကိုမထင်ပါဘူးပူစီလေးကခြေဆောင်နေတော့လေနားသားမှစိုးလို့ကိုကိုဘာလို့ကိုကိုကအရက်ရှည်နေရတာလဲမသိဘူးလေကွာမျိုးရိုးလိုက်တာပဲလားပဲငယ်ငယ်ကနွားတို့အတောင်များလို့လည်းဖြစ်မယ်ထင်တယ် ဟုတ်လားကိုကိုအရရှိလို့အောက်ကကိုကိုကအတန်ကြီးပါရှိနေတာလားအဲ့ဒါတော့ဘယ်သိမလဲပူစီလေးရဲ့သူ့ဘာသာသူရှိချင်လို့ရှိတာပေါ့ကျောက်ဆရာကြီးကိုကိုဟာကြီးမင်းရလို့ပူစီတခွားသေးအောင်အလုံးလိုက်ကိုက်မစားရတော့ဘူးဘာဆိုင်လို့လဲကွာတော်ပြီပူစီလေးမတောက်နဲ့တော့ဟင်းဟင်းတောက်မှာပဲကိုကိုလာမလို့နဲ့သူပြောဆိုဆိုနဲ့ကျွန်တော်အနာကပြေးထွက်သွားပြီးဝိုင်းကိုပလင်းလိုက်မော့နေတော့တာပါပဲစကားနဲ့အနေအေးတဲ့ကျွန်တော်ပူစီလေးက မိုးလာရင်အသက်ကုန်စကားများပြီးရစ်တံမှန်အဲ့တော့မှကျွန်တော်လည်းကောင်းကောင်းသိသွားတော့တာပါပဲနောက်ဆုံးဘလို့မှဆဲဆောင်ဖျားရလို့မရတဲ့အစုံအိုက်ခီငါမင်းမငါ့ဘော်ခုံးအောင်ဘလို့လုပ်ရမလဲခလီးနှယောက်ပဲကျွန်တော်တငယ်ချင်းစီတာအချောင်းဆုံးပြင်ပြောရင်ကိုညီသွားတောင်းပြီးတော့တယ်အိုက်ခီကကျွန်တော်ထဲ၃နှစ်လောက်စောပြီးလက်ထပ်ခဲ့သူမို့အိမ်တော်ကြီးမှသူကကျွန်တော်ထဲစီနီယာကြတယ်လေမင်းကတနာစရာပဲစားခွက်ရှိရနေငတ်နေတာပေါ့လေဟေ့ကောင်လှောက်နေတာတော်လောက်ပြီငါ့ကိုအကြံပေးဦး စီးသုံးလေကွာအော်ဟုတ်သားပဲအဲ့လိုမျိုးတွေမသုံးချင်ပေမဲ့နီလန်းကုန်နေတဲ့ကျွန်တော်ဆိုတာမက်ခီညွန်ပေးတဲ့စီးသုံးပြီးစူးစမ်းဖို့တာဆုံးဖြတ်ချက်ချမိလိုက်တော့တယ်ဒီလိုနဲ့ Friday တညမှာကို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 အင်းပူစီလေးကိုကိုနန်းချင်နေအဲ့ရပေါ်ထိုင်နေတဲ့သူမဘေးနာကျွန်တော်လှည့်လိုက်တာနဲ့ကျွန်တော်မျက်နှာကိုငုတ်ကြည့်ပြီးပြောလာတာချီရတာမက်ခီပေးတဲ့ကြံ့ကြံ့အောင်မြင်နေပြောရမယ်သူမအိတ်ခန်ဒီ effect ရှူတဲ့ကျွန်တော်ထည့်တိုက်လိုက်တာနိုင်ဝက်တောင်မကြား စေးစားကပြလာလို့သူမကျွန်တော်ဘောခေါင်းလာပြီလေကျွန်တော်လည်းပူစီလေးကိုနဲချင်တယ်ကျွန်တော်စကားဆုံးတာနဲ့ချက်ချင်းဆိုလိုပက်လက်လဲနေရဲ့ကျွန်တော်ဘောသူမမှောက်ချလိုက်ပြီးနန်းနေတော့တာပါပဲကိုကိုပူစီလေးဘာဖြစ်နေမှန်းမသိဘူးပူစီမရတော့ဘူးထင်တယ်စီးချိန်တက်လာတာအပြင်ကျွန်တော်တို့နှုတ်ခွချမရက်မနာဖလင်နေရဲ့အနန်းတွေကပြင်းလို့တော့သူမဟီပိုတက်လာတယ်လို့ကျွန်တော်ပါထန်လိုက်ရတယ်ဘာမှမဖြစ်ဘူးတက်တာကိုလုတ်ပေးမယ်အဲ့လိုခါထိုင်နေရကနေမတ်တက်ရက်ပြီး ကျွန်တော်လည်းညရဲ့ဝေဆုံချုပ်ကိုဖြီးချလိုက်ပါတော့တယ်။ကျွန်တော်အတန်လေးကတုံခါချင်းနေတယ်လို့အနာကြီးတန်လေးကလည်းတက်တဲ့ရဲ့။သူမကောင်းနေတယ်လို့ကျွန်တော်အကောင်လည်းအတော်လေးခံစားလို့ကောင်းပါတယ်။သူမကအဖြူစင်လေးဖြစ်တယ်လို့ကျွန်တော်လည်းလူပြိုစစ်စစ်ပါပဲ။ပူစီလေးနဲ့မတွေ့ခင်ရင်က ကျွန်တော်မိမသာပွေးရှုပ်တာဒီလိုတူနေတဲ့အပိုင်းရှိတော့မသွားခဲ့ဘူး။ အခုပထမဆုံးချိန်ချစ်တင်နီနော်ရတာမို့ကျွန်တော်ကြောင့်ပူစီလေးကြောက်သားမလားကျွန်တော်လှူထားသမားကိုကောင်းပါမလားဆိုရင်မိသေးတယ်ပူစီလေးကိုနမ်းနေတာကျွန်တော်ရက်လိုက်ပြီးမေးတော့ခေါင်းငင်ပြန်ဖြေပုံလေးကတိတ်ချဖို့ကောင်းတယ်ဆိုတာဒါဆိုကိုကိုစပြီနော်ဖြည်းဖြည်းချင်းကျင်ကျင်သာသာလေးကျွန်တော်ပေးနေမိသလိုသမားကြီးတန်လေးအဆက်မပြတ်ထွက်နေရင်းကနေကျွန်တော်တို့ချစ်တင်နှုတ်လိုက်တာမနဲ့မိုးလင်းပေါက်ထိပါပဲပူစီလေးစိတ်စိတ်မပြတ်မချင်း ကြော်လဲငတ်ခဲရသမျှကိုအင်းရဲ့နေရာနှံ့မှာဆက်ပိုစီရှင်မျိုးစုံနဲ့ဒိုးချပြီးစားသုံးနေမိပါတော့တယ်။ပူမကလည်းကောင်းတဲ့ကိုကိုကောင်းလိုက်တာနဲ့နှကန်းကဟာကတတတညင်ကျွန်တော်ကိုမှုလို့ချင်အောင်ဖြစ်သွားတော့တာပါပဲ။ပြောရမယ်ဆိုချစ်တီနော်ရဲ့အစီအစဉ်ကြီးအဆုံးထိအောင်မြင်သွားခဲ့တဲ့ပေါ့။နောက်တနေ့ကိုကိုလှုပ်ပူစီထတော့မယ်။ဟွန်းဘာလို့လဲ။ဒီနေ့စနေနေ့ကိုတို့အလုပ်ပိတ်ရက်လေကွာ။အေးယောပူစီကိုလေးကိုကျွန်တော်ရင်ခွင်နဲ့ပူလို့တော့ခတ်တင်နေဆက်ဖက်ပြစ်လိုက်တယ်။ ဖူစီတို့အိတ်တာနေ့လယ်နှစ်နာရီတောင်ကြော်နေပြီးကိုကိုရဲ့ထတော်မယ်လွတ်လွတ်လို့ဘာကုမလွတ်လဲညကကိုကိုမလွတ်ဖက်မနဲ့ထီတောင်းကြန်တာဘဲကြောင်လေးလေအာအဲ့ဒါကိုကိုကြောင်လေးကိုကိုအဲ့လိုတွေလုပ်တော့ဖူစီလည်းဒါနဲ့ကိုကိုအဲ့လောက်ထီနှာဖို့ကြမှာဖူစီမသိခဲ့ဘူးသိလားကျွန်တော်ရင်းစနောက်တော့သူမမျက်နှာလေးစုပုတ်ကရံပြန်တွေ့နေတာကိုနာဘူးဖြစ်တာပူစီကြောင်လေကိုကိုကိုနန်းကျင်တယ်လို့ဘသူအရင်စပြောတာလေပြောထက်စားတော့သူမချက်သွားပုံရတယ် အတန်တိတ်သွားပြီးကျွန်တော်ရေခွင်ထဲမျက်နှာဟွက်သွားတော့တာပါပဲကိုကုတ်ကိုချက်လိုက်ရင်လက်ထပ်ပြီးမှဒီလိုမေးတာတော်တော်လေးတော့ယူကြောင်ကြောင်နိုင်နေမလားသူမကလည်းချွန်းနေပြီးကျွန်တော်ကိုချစ်တယ်ပါ냐မပြောခဲ့ဘူးလေအခုလည်းမဖြေပြန်ဘူးဦးစီလေးတည်လားကိုမင်းကိုစားတွေ့ရဲ့ချိန်ကစားပြီးတော့ကြောင်လေးတွေကိုချစ်တယ်လို့တနာမပါတဲ့အချင်းမျိုးနဲ့စားချစ်ခဲ့မိတာသူမကောင်းလေးကိုပတ်တန်ရင်ကျွန်တော်ပြောတော့သူမတရားငြိမ်မိနားထောင်နေစေပါပဲဒါပေမဲ့ကြောင်လေးတွေကိုကင်တယ်လို့ မင်းကိုဂိုင်းခွေးမရှိမှတိလိုက်ကြတဲ့ကကိုမင်းကိုပိုက်ဆိုင်ကျင်လာတော့တာပဲအခုတော့မင်းကိုကိုတူဦးတဲ့အပိုင်ရပြီလေကိုဘလောက်တောင်ပြောနေမှမင်းတိလာပူစီလေကျွန်တော်တုံးမနှစ်ခုလေးကိုနမ်းလိုက်တော့တုံးမမောကြည့်လာတယ်ဦးစီလည်းပြောတယ်အခုကိုပိုက်ဆိုင်ရတာကိုကိုပူစီကိုထိလိုက်တန်းကိုကိုစီကကျန်တာမှုနဲ့နုံညံ့မှုတွေပဲပူစီခံစားခဲ့ရတာပူစီကိုကိုချစ်တယ်အရင်ချစ်တာပါပဲမင်းမထင်ထားခဲ့ဘူးသူမအဲ့လောက်ချစ်ဖို့ကောင်းအောင်ချစ်တတ်လိမ့်မယ်လို့ ကျွန်တော်လည်းပဲနာခေါင်းလေးတိုးပြီးချွေးနေတဲ့နေနဲ့ပြောနေတာများသူမမဟုတ်တဲ့အတိုင်းပါပဲအဲ့ဒါထက်သူမချွေးနေတာလေးကြောင့်ကျွန်တော်ကောင်ကပါထားချခြင်းတို့ဖြစ်လာတာရဲ့ညကလို့ကိုတို့ထက်ကြည့်ကြမလားဟင်နိုးကိုကိုဦးစီအဲ့လိုတွေမလုပ်ချင်ဘူးတခါလေးပါကွာဟင်မရဘူးဆိုဦးစီလေးနိုးမရဘူးပဲလှုပ်ဦးစီကိုလှုပ်ကိုကိုကျွန်တော်ဘလို့မှချော့ပြောလို့မရသူမကကျွန်တော်လက်ကိုအောက်ကုံယုံပြီးခရင်အောင်ဆင်းပြီးယေရှုကနဲ့ပြည့်ဝင်သွားပါလေရော့ ီလိုပုံစံတိုင်းဆိုကျွန်တော်ကြောင်လေးကိုကျွန်တော်ရွေးရကျင်လိုက်တိုင်းဒီနေ့ညကလို့ခိုးတိုက်နေရတော့မလားကျွန်တော်အတွင်းများနဲ့တူရေမောမိရင်ချစ်တယ်ပူစီလေးရေကင်းကျွန်တော်ရဲ့ကြောင်မလေးဇလန်လေးကတော့ဒီမှာပဲပြီးဆုံးပါပြီဘသူနဲ့တူလိုက်ပါစီမျောခန်းစားပေးခဲ့ကြတယ်ဘသူတို့ရဲ့ချစ်ဆုံးပြည့်တက်ကြီးအားလုံးကိုကျေးဇူးတင်ရပါတယ်နော်နောက်ရက်ဒီမှာလေဇလန်ကောင်းလေးနဲ့ပြန်လဲတက်ဆက်ပေးမှာမလို့ပြည့်တက်ကြီးကစောင့်မျောအားပေးကြပါအောင်နော်